အတွင်းပစ္စည်းမပျက်စီးရင်ပြီးတာပဲတဲ့အခုဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီးနေတဲ့သတင်းသဘောပေါ့နော်အဲ့ဒါကတော့ရှမ်းပြည်နယ်မှာတည်ရှိတဲ့နှစ်ပေါင်း125နှစ်သက်တမ်းရှိတဲ့နောင်ချိုမြို့နယ်နဲ့ကြောင်မဲမြို့နယ်အစမန္တလေးလားရှိုးကိုဆက်သွယ်ထားတဲ့မြစ်ရထားတန်လန်းကုန်းတရာဒါဖြည့်ဆည်းခံရတာ ਨੇ ပတ်သက်ပြီးတော့နာမည်ကြီးနေတဲ့သတင်းသဘောဖြစ်ပါတယ်ဘုံမတော်မြန်မာနိုင်ငံမှာ တဘာဝဘေးအန္တရာယ်ကြောင့်တော်၎င်းတမိုင်းဝင်စီဒီပထိုးတွေတမိုင်းဝင်အဆောက်အဦတွေလူတွေပြုတ်လုတဲ့ဘေးအန္တရာယ်ကြောင့်တော်၎င်းတမိုင်းဝင်အဆောက်အဦတွေပျက်စီးကြရတယ်ပေါ့နော်အဲ့လိုပျက်စီးတဲ့အခါမှာနှမျောတတတာဖြစ်ကြရတယ်ပေါ့ဖုံဖုံတို့ဒီပင်လေးရဲ့ဒီထရားကိုဘဝမှာတစ်ခေါက်လောက်တော့ရောက်အောင်သွားမယ်လို့စိတ်ကူးခဲ့မှုပါတယ်အခုကတော့ပြုတ်ပြက်သွားပြီပေါ့နော် ဆရာတော်ကြီးတပါးပြောတဲ့စကားလိုပဲအတွင်းပစ္စည်းမပျက်စီးရင်ပြီးတာပဲတဲ့ဒါကတော့ကဆရာတော်ကြီးတပါးဟာဒီရှင်ဘရင်ရဲ့နေပြီးတော့မလာမကမ်းမှာပေါ့တောအုပ်ကလေးတခုမှာကပ္ပယာကြီးတဦးနဲ့တော်ရာဆောက်တည်နေပါတယ်မနေ့မိုးတော့အလင်းရောက်ပြီဆိုရင်ဆရာတော်ဘုရားကဆင်းရဲတဲ့ရက်ွက်တွေကိုဆွမ်းကန်ကြွကြွပြီးတော့ဆင်းရဲသူဆင်းရဲသားတွေကိုဆွမ်းနဲ့ချီးမြှောက်ပါတယ်အဲ့တော့ဆရာတော်ကြီးရဟန်းပြူဘဝတုန်းက ပိဋကစာပေတွေကိုနန်းနန်းဆန်းဆန်းကျွမ်းကျင်ခဲ့တဲ့ဆရာတော်ကြီးတစ်ပါးလည်းဖြစ်တယ်။ပိဋကစာပေတွေနဲ့ပတ်သက်ရင်ထုံးလုံးချီရေလိုနောက်တဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ခဲ့မှုပါတယ်။အတရက်မှာတန်ဝေရစိတ်ဖြစ်တယ်ပေါ့နော်။ငါဟာဒီစာပေတွေကိုသင်ပြီးတော့တင်ညာတိပဲရှိတာ။ပညာတိမရောက်သေးဘူး။ငါအတိနဲ့အကျင့်မညီသေးဘူးဆိုပြီးတော့အဲ့ဒီကျောင်းတော်ကြီးတွေကိုလည်းပဲသူတပည့်တွေကိုလွှဲပေးပြီးတော့ဆရာတော်ကြီးဝါတော်30အရာမှာတောထွက်သွားပါတယ်။ ောထက်ပြီးတော့မှတရားဓမ္မတွေကြင်ကြံကြိုးကိုအားထုတ်နေတယ်ပေါ့နော်ဆရာတော်ကြီးရဲ့သတင်းတွေဟာမွေးပြန်သွားတော့အဲ့ဒီနေပြည်တော်ထဲမှာရှိတဲ့အထေတအုပ်ကဆရာတော်ကြီးဝါရဲ့မိုးတဲလေးနဲ့နေရတာကိုမြင်တော့အစိတ်မချမ်းသာဘူး။ဒါကြောင့်မို့လို့ဆရာတော်ကြီးကိုကြောင်းကြီးကန်ကြီးလူချင်းနေပေါ့။ဒါမဲ့ဆရာတော်ကြီးကလက်မခံဘူး။ဒါကတော့ဆရာတော်ကဒီလူတွေကိုကာမဂုဏ်နဲ့ပတ်သက်ပြီးတော့မှညင်းငွေကြောင်းကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ဟိုမလိုချင်တဲ့အကြောင်းတွေကိုဟောနေတာဖြစ်တဲ့အတွက် ဒီเจ้าကြီးကိုလက်မခံပြရစီနဲ့လို့ညင်းလိုက်ပါတယ်။ဒီလိုနဲ့ဆရာတော်ရဲ့ဂုံတရင်ဟာမွေးပြန်သွားပြီးတော့ရှင်ဘရင်ရဲ့နေပြည်တော်ကိုရောက်သွားပါတယ်။ရှင်ဘရင်ကဒီတရင်ကိုကြားတော့ဒီဆရာတော်ကြီးကိုနန်းတော်ထဲကိုပင့်ဘွေတွေကဘွေတွေကပြီးတော့ဆရာတော်ကြီးကိုတရင်သုံးနိုင်ဖို့အတွက်ရွှေနှန်းအကြောင်းဆောင်ကြီးဆောက်ပေးပါတယ်။ဆရာတော်ကြီးကလက်မခံပါဘူး။ရှင်ဘရင်ကလည်းပဲလက်မလျှော့ဘူးအထက်ထက်ကာကာပေါ့နော်ဆရာတော်ကိုတစ်ခါပင့်နှစ်ခါပင့်သုံးခါပင့်ဆိုတော့ ်ဆရာတော်ကြီးကလည်းပဲဘလို့မငင်းနိုင်တော့တဲ့အဆုံးမှအဲ့ဒီရှင်ဘရင်ကြီးဆောက်လို့လူတန်းတဲ့ရွှေနန်းကျောင်းဆောင်မှာတွားရောက်ပြီးတော့တရင်သုံးပါတယ်ရွှေနန်းကျောင်းဆောင်ဆိုတဲ့အတိုင်းပါလေပဲကျောင်းကြီးကလည်းပဲကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကြီးပေါ့နော်ရွှေပိန်းတွေခြားထားတယ်ပန်းတွေကနုတ်တွေနဲ့ပြီးကြတော့တိုင်နေဆိုရင်လည်းပဲစိတ်နေစီထားတဲ့တိုင်တွေနဲ့အောက်ကခင်းထားတဲ့ကော်စောကလည်းတကယ်အဖိုးတန်ကော်စောကြီးခင်းပြီးတော့တကယ်ကိုဖိတ်ဖိတ်တော့ရွှေနန်းကျောင်းဆောင်ကြီးမှာ ဆရာတော်ကြီးကိုတရင်သုံးစီပါတယ်ဆရာတော်ကြီးကစဉ်းစားတယ်ယဟန်ဘောဟဆိုတာတဲ့ငြိမ်ငြိမ်နေပြီးတော့ငြိမ်အောင်ကျင်ရမယ်လို့သူကတွေးတယ်ဒါနဲ့ဆရာတော်ကြီးကနေကင်းဘက်မှာတော့ဒီရွှေလန်းကျောင်းဆောင်မှာတရင်သုံးတယ်ညဘက်ရောက်လာပြီဆိုရင်တောထဲကိုထွက်ပြီးတော့တရားဓမ္မတွေကျင့်ကြကြိုးဖို့အားထုတ်ပါတယ်ဒါနဲ့တရက်မှာတော့ရှင်ဘရင်လူထားတဲ့ဒီရွှေလန်းကျောင်းဆောင်ကြီးအမတန်မှဖိတ်ဖိတ်တောက်ကြီးကျယ်ခမ်းနားတဲ့ဒီကျောင်းဆောင်ကြီးက မိလောင်သွားတယ်ပေါ့နော်မိလောင်လို့ဆရာတော်ကြီးမနဲ့မိုးတော့အလင်းရောက်လို့ပြန်ရောက်တဲ့အခါအကြောင်းကြီးကပြာပုံပဲရှိတော့တယ်ဒါနဲ့ကပ္ပယာကြီးကစိတ်မကောင်းစွာနဲ့ဆရာတော်နားကိုကပ်ပြီးဆရာတော်တပည့်တော်တို့ကြည်ကျဲခံထားပါတယ်ဆိုတော့ရွှေနန်းကျောင်းဆောင်ကြီးကတော့မိလောင်သွားပြီတပည့်တော်တို့နေစရာထိုင်စရာဘယ်နဲ့လောက်ကြအောင်လုပ်ဗျာလို့ကပ္ပယာကြီးကရှောက်ပါတယ်ဒါနဲ့ဆရာတော်ကရောက်ရောက်ချင်းနဲ့ပြေးလိုက်တယ်ကပ္ပယာကြီးတဲ့အတွင်းပစ္စည်းတွေတော့ပါမသွားဘူးမလားလို့ပြေးလိုက်တော့ ဇရောဗျာတဲ့တပိတော့ညကအိပ်ပျော်နေတော့ဗျာတဲ့အတွင်းပစ္စည်းရောအပြင်ပစ္စည်းရောဘာမှမကြံဘူးဗျာဇရောမြင်တဲ့အတိုင်းပဲပြာပုံပဲကြံတော့တယ်အဲ့တော့မဆရာတော်ကဟဲ့ကပ္ပယာကြီးတဲ့ငါပြောတဲ့အတွင်းပစ္စည်းဆိုတာအဲ့ဒီဟာတွေကိုပြောတာမဟုတ်ဘူးတဲ့ငါတို့တန်တန်မာရှိတဲ့ငါတို့ပြုထားတဲ့ပါရမီကုသိုလ်တွေဟာငါတို့ရဲ့အတွင်းအစ္ဆဒကုသိုလ်တွေပဲတဲ့အဲ့ဒါအတွင်းပစ္စည်းလို့ခေါ်တယ်အပြင်ဗဟိတပစ္စည်းတွေဆိုတာကတော့ အမြင်မရှိဘူးပေါ့ကွယ်ဒီဗဟိတအပြင်ပဖြစ်တဲ့ပစ္စည်းတွေကတော့တဲ့ဘလောက်ပဲစုတ်ကင်တာစုတ်ကင်တာဘလောက်ပဲခိုင်မာတယ်ပဲပြောပြောပျက်စီးသွားလိမ့်မယ်ငါတို့နောက်ကိုမပါဘူးငါတို့တွေမင်းတို့တွေရဲ့ဘဝဟာစကြဝဠာမင်းကြီးလည်းဖြစ်ခဲ့မယ်အကြမ်းမင်းကြီးလည်းဖြစ်ခဲ့မယ်အမှန်တမ်းမှကြီးကျယ်ခမ်းနားတဲ့ဘဝတွေကိုလည်းငါတို့တွေရရှိခဲ့ရမယ်ဒါပေမဲ့ငါတို့တွေကြီးကျယ်ခမ်းနားတဲ့ဘဝကို ရခဲ့ကြပြီမဲလို့ငါတို့နောက်ကိုဘာပါဘူး ဘာမှမပါဘူးတဲ့။ဟိုးနိုင်ရင်ပြေမှာဆော့နေတဲ့ခွေးလေးတွေကလည်းပဲအရင်ဘဝကသူတို့တွေမိညီမင်းသားတွေလည်းဖြစ်ရှင်ဖြစ်ခဲ့မှာပဲတဲ့။အဲ့တော့သူတို့နောက်ကိုဘာပါလို့ဘာမှမပါဘူး။ဒါကြောင့်မို့လို့ပြောချင်တာကကိုနောက်ကိုပါတဲ့ပစ္စည်းဆိုလို့သူတော်ကောင်းတွေဖြစ်ကျင်တဲ့ပါရမီကုလိုပဲရှိတယ်။သူတော်ကောင်းတွေရဲ့ဥစ္စာကုသိုလ်ကောင်းမှုတွေပဲပါတယ်။အခြားတွေမပါဘူး။ဒါကြောင့်မို့အဲ့ဒီအတွင်းပစ္စည်းတွေမပျက်စီးပါစေနဲ့လို့ဆရာတော်ကမိန့်တာလို့ဒီလိုပြောလိုက်တဲ့အခါမှာကပ္ပယကြီးရတယ် ဆရာတော်ကိုကြင်ညိုလွန်းလို့ဆရာတော်ဘုရားပြောတာမှန်လိုက်တာဘုရားဆရာတော်ကြီးကိုဖူးမှုဝဖြစ်သွားတယ်။ဘုံဘုံတို့နေကြထိုင်ကြရတဲ့ဟောဒီမြန်မာနိုင်ငံမှာတံပိုးကြီးတဲ့တမိုင်းဝင်စည်းဒီပထိုးတွေပျက်စီးကြရတဲ့တံပိုးကြီးတဲ့အဆောက်အုံတွေပျက်စီးသွားကြရတဲ့ပေါ့နော်။ဒီလိုပျက်စီးသွားကြရတဲ့အခါမှာနှမျိုးတတတာဖြစ်ကြရတဲ့ဒေါသတွေထွက်ကြရတဲ့သူ့ကြောင့်ကိုကြောင့်အပြစ်ပုံချကြရတဲ့ပေါ့နော်။မားတော့ဒီပြင်ပပစ္စည်းတွေဆိုတာတော့ခိုင်မာမှုမရှိပါဘူး။ တစ်ချိန်ကြာရင်တော့သူ့ကြောင့်ကိုကြောင့်မဟုတ်ရင်လည်းတခုခုကြောင့်တော့ပျက်စီးကြရမှာပဲဒါကြောင့်မို့ပြောချင်တာကတော့အတွင်းပျက်စီးတွေမပျက်စီးဖို့ပဲအရေးကြီးပါတယ်အတွင်းပျက်စီးဆိုတာကမိဖြစ်ကျင်ထားတဲ့ပါရမီကုသိုလ်တွေပဲဖြစ်ပါတယ်အားလုံးပဲအတွင်းပျက်စီးတွေမပျက်စီးကြပါစေနဲ့အားလုံးပဲကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာတော်မူကြပါစေခင်ဗျာ